တွေထဲမှာညစ်ညူးတဲ့သူတွေရှိနေတယ်။ဖခင်ရဲ့တရားလမ်းထဲကထွက်နေတဲ့သူတွေရှိတယ်ဆိုရင်ပြက်ပြက်သားသားပြောမယ်။ညီကိုမင်းလုံနေတဲ့ຢာကမှားနေပြီ။မင်းရဲ့ရက်တီချက်ကတော့မတန့်ရှင်းခြင်းစီကိုဥဆောင်နေပြီ။ဥတီနေပြီ။ဒါကြောင့်မလို့အဲ့ဒီလမ်းထဲမှာအသက်မရှင်ပါနဲ့ဆိုပြီးတော့ပြောမယ်တောင်းငါဘုသူ့ရဲ့တောင်းဝင်လေ။ယေဘုဟိရဲ့တောင်းဝင်။ယေဘုဟိလို့ပြောတဲ့ခါမှာဘုသူ့ကိုရည်ညွှန်းနေရလေ။ကြည်ကြည်ပြောအောင်ကျွန်တော်ကိုကျမကိုအာမင်။အဲ့တော့ တန်ရှင်းခြင်းနဲ့မတန်ရှင်းခြင်းနဲ့ပတ်သက်ပြီးတော့ဒါလေးနည်းနည်းပြောချင်တယ်။ကျမ်းစာထဲမှာရှန်ဆုံအကြောင်းကိုသိပါပါ။ဖခင်ရဲ့လူပဲလေ right ။ဖခင်ရဲ့လူ။ညချင်ရောက်တဲ့အခါဘာလုပ်လဲ။ပြည်သာမရဲ့ရင်ခွင်ထဲမှာသွားအိတ်နေ။ပြည်သာမနဲ့ပျော်နေတယ်။ Hey ဖခင်ရဲ့လူနော်။အဲ့ဒီချိန်တုန်းကဖခင်ကရွေးကောက်ခဲ့တဲ့သူနော်။တဖက်မှာပေါ်လို့ရှိရယ် ဖရာရွေးကောက်တဲ့သူပဲညဘက်အချိန်မှာထောင်ထဲထဲမှာလေခရစ်တော်ရဲ့သတင်းကောင်းပြောလို့ထောင်ကျပြီးတော့အရိုက်ခံရတဲ့အချိန်မှာတချင်းဆိုပြီးဖရာကိုချီးမွမ်းနေတယ်ဖရာရဲ့လူပဲနှမျိုးရှိတယ်တစ်ဖက်ကတော့အပြစ်နဲ့ဆိုင်တဲ့အရာကိုအားရပါးရလုတ်တက်တဲ့ယေဘရဟိဖရာလူရှိတယ်လို့တစ်ဖက်မှာတော့ဖရာနဲ့ပတ်သက်လာလို့ရှင်ကိုယ်အလိုကိုညှင်းပယ်ပြီးတော့ဖရာနောက်ကိုလိုက်ပြီးတော့အသက်ပင်ပေးတဲ့ဖရာလူရှိတယ် ဒီနေ့ကိုကိုကိုစဉ်းစားရအောင်ငါဘယ်ဘက်မှာရှိတယ်လဲဖះနာကိုလိုက်တဲ့အခါမှာစိတ်နှခွရှိခြင်းငါမှာရှိနေပြီလားငါရဲ့အတ္တကလှုပ်ဆောင်ခြင်းမှန်တယ်များဟာဖះမုန်းတဲ့လှုပ်ဆောင်ချက်တွေဖြစ်နေပြီလားစဉ်းစားရအောင်အာမင်ရွေးချယ်ပါအဲ့ဒါခါဒီကျမတို့ကအော်ငါဖရားအတွက်အများကြီးလှုပ်ဆောင်တာပဲအပြစ်ကလေးတသေးလေးတစ်ခုလောက်လိုက်တာဘာမှမဖြစ်ပါဘူးလို့စဉ်းစားတတ်ကြတယ်။အထုံးဖွဲ့တော်တို့ကိုအဆုံးတိုင်အောင်အစင်လိုက်ချင်းလို့ငါကိုယ်စိတ်နှလုံးကိုတိုက်တွန်းပါ၏။ ။အာမင်။ဖခင်ရဲ့နောက်တော်ကိုအစဉ်မြဲလိုက်ပြီးတော့ဖခင်ရဲ့အစေကိုခံနိုင်ဖို့ရန်အတွက်ကိုယ့်ရဲ့စိတ်နှလုံးကိုကိုယ်ကိုယ်တိုင်တိုက်တွန်းရမှာဖြစ်တယ်။အမှုတော်ဆောင်နေဖခင်ကြောင့်တည်းကနေတိုက်တွန်းတဲ့အချိန်ကိုစောင့်ရမှာမဟုတ်ဘူး။ကိုယ့်ရဲ့စိတ်နှလုံးကိုကိုယ်ကိုယ်တိုင်တိုက်တွန်းရမှာဖြစ်တယ်။ဒါမှသာလေဖခင်အပေါ်မှာတစ္ဆာမဖောက်ပင်နဲ့ဖခင်ရဲ့အစေကိုခံနိုင်မှာဖြစ်တယ်။အာမင်။ကျွန်ုပ်ဒီအတ္တမလူတို့ကိုမုံ၍ကိုရောဤတရားကိုနှစ်သက်ပါ၏။ မြန်မာကျမ်းစာထဲမှာအတ္တမလူလို့သုံးထားတယ်အင်္ဂလိပ်ကျမ်းစာထဲမှာတော့ double minded လို့သုံးထားတယ်စိတ်နှခွာရှိတယ်သူဒါကြောင့်မလို့ဖယားနောက်ကိုလည်းလိုက်ချင်တယ်ဒီလောကထဲမှာလည်းပျော်မွေ့ချင်တယ်ဖယားဖယားရဲ့အစီကိုလည်းခံချင်တယ်နော်မာနရဲ့အစီကိုခံပြီးတော့အပြစ်ထဲမှာတင်ကျင်လည်နေတယ်ဆိုရင်တင့်ကိုဖယားကဘာပြောလဲအဲ့ဒီလိုလူကိုဖယားမုန်းတယ်တဲ့ချို့သောသူတွေကပြောပါလိမ့်မယ်ဖယားကချစ်ချင်းမြတ်တာရှင်ဘာဖြစ်လို့မုန်းတယ်ဆိုတဲ့စကားလုံးသုံးတာလဲဒါလေးကိုနားလဲစေချင်တယ် ဖခင်ကလူသားတိုင်းကိုချစ်တယ်ဒါပေမဲ့အပြစ်ကိုတော့မုန်းတယ်မတူဘူးနော်အပြစ်နဲ့အပြစ်သားတူလားမတူဘူးဖခင်ကကျမတို့ကိုချစ်တယ်ဒါပေမဲ့ကျမတို့အထဲထဲမှာရှိတယ်ဒီလောကနဲ့ဆိုင်တဲ့ဖောက်ပြန်ခြင်းကိုဖခင်မုန်းတယ်ဒါကြောင့်မလို့ရွေးချယ်ရမယ်ခြံစည်းရိုးပေါ်မှာခွာထိုင်ထားရတဲ့တူတယ်ကိုယ့်ရဲ့တက်တာထဲမှာဆုံးရှုံးစရာအကြောင်းရှိလိမ့်မယ်တမလွန်ကိုကိုးတဲ့အခါမှာဟာငါ့ကိုဘယ်သူလာကယ်မှာလဲဆိုပြီးမျောနေရတဲ့ဘဝရောက်နေလိမ့်မယ် Amen.